stock trading open door stock share ခုန်တက်ပြီးတော့ပြန်ကြသွားပါတယ်။ဘာကြောင့်လဲ။ဆက်တက်နေတာဗီဒီယိုလေးအစာဆုံးကြည့်ဝင်ဆိုရင် open door stock share ဆက်တက်နေတဲ့အကြောင်းရင်းနဲ့ risk တွေကိုတည်တည်ကြာကြာသိသွားမှာဖြစ်တယ်။ကဘာပတ်အမေရိကန်မီနန်နာ stock option ပညာရှင် channel ကကြိုးစားပါတယ်။ဘယ်နေရာကြည့်နေကိုမအောင်မှာရေးတာပါ။ ် store share ဆိုရင်လွန်ခဲ့9ရက်မှာဆိုရင်61.81%ခုန်တော့ပါတယ်ဒါတော့မှနည်းနည်းပြန်ကျသွားတဲ့အတွက်ကြောင့်เนาะပြန်ကြသွားတဲ့ကြောင့်အဲဒါကြောင့်61.81%ဖြစ်လာဒီတက်ပို့ပြီးတော့တောက်လျှောက်တက်နေမှာဆိုရောအစာပေါင်းများစွာဆက်ပြီးတော့ဖြစ်နေပါတယ်ရရတူတိတ်ဆိုရောဘယ်လောက်ဖြစ်သွားဆိုရင်9ဆကျော်ပါ open door store share เนาะအဲကြည့်တော့ဆိုရင်1ဒေါ်လာစတဲ့အတားလေးပဲ10ဒေါ်လာကျော် ဖြစ်နေတယ် 52ဝီဟိုင်းတော့10ဒေါ်လာ87ရှိတယ်เนาะ30ကျော်ဘူးတယ်ဒီမှာကြည့်တာဆိုရင် open door stock ရှင်ရတာဘာကြောင့်ခုံတက်သွားလဲဆိုရင်အဓိကတော့ကြတာများတဲ့အတွက်ကြောင့်ခုံတက်သွားเนาะတည်ဝင်းတော့မတည်ဝင်းကဆွဲတာဆန့်တာအရန်တင်းလို့အကြည့်ပြန်ပြီးတော့ရုံးကန်ပြီးတော့ပြန်ကြုံသွားတဲ့ဘောမျိုးပဲเนาะအားကြောင့်အရန် over sold ဖြစ်သွားရင်ပြန်ပြီးတော့ခုံတက်တယ် ်ခုံတဲ့အခါမှာလည်း overbought ပြန်ဖြစ်နိုင်တယ်နော်ဒါ stock share ဆိုတာအဲ့ဒီသဘောမျိုးပဲတလောက်ကြည့်ဒီမှာကြည့်6ဒေါ်လာကျော်ကျော်လေးအ5ဒေါ်လာကျော်ကျော်လေးဖြစ်သွားတယ်ဖြစ်သွားချိန်မှာပြန်ပြီးတော့ခုံတက်တယ်ခုံတက်ပြီးတော့အခုပြန်ပြီးတော့ပြန်ကျတာနော်ဘယ်လိုပဲဖြစ်နေပါမစေဆေးရပေထုံ join တဲ့လူတွေတော့ဆေးရအလက်ရတယ်နော်ဒီလိုမျိုး open door store share ကိုဘာဆေးရနေပါလို့7.9ဆင်မဲ့ဖြစ်ဖြစ်တယ်ဖြစ်တဲ့အချိန်မှာဆေးရအလက်ပေးတယ် speculative stock for day swing or long term trading ဘာဆိုလိုလာလဲ speculative stock ဆိုတာဒါ investment လုပ်လို့ကောင်းတဲ့ stock share လားမဟုတ်ဘူးเนาะပြောရမယ်ဆိုရင်နည်းနည်းအတက်ကြများရများနေမယ်ရေရှည်မှာကင်တော့ကောင်းချင်မှာကောင်းနေမယ်เนาะအဲ့အမျိုးကို speculative stock share ခေါ်တယ် day trading လုပ်ရတယ်ဘာကြောင့်ဆိုတော့ဖွင့်တဲ့အခါမှာစိမ့်နေတဲ့အခါကျရင်စက်တုပ်တင်ပုံများ စွင်းထွက်နေရတယ်စွင်းထွက်နေဆိုတော့ဘလို့ပဲဖြစ်ဖြစ်အိုးစတော့ရှယ်ကြာနေတယ်ကြာနေတယ်ဝင်ထားမယ်ဆိုတော့ over sold ဖြစ်တဲ့အချိန်ဝင်ထားမယ်ဝင်ထားပြီးတော့ပြန်ပြီးတော့ခုံတက်တဲ့ခါကျရင်အမျက်ပြန်ယူရတာဒါမျိုးကစွင်းထွက်နေတရက်နှစ်ရက်ကြာရင်ဖြစ်စေတပတ်ကြာရင်ဒီဖြစ်စေစွင်းထွက်နေလို့ရ long term trade မှာ long term trade ကအေးဒီ stock share ဆရာရေးရှိမှာအတက်ကြမြန်တယ်တက်တယ်တက်နေတယ်ထင်တဲ့အခါကျဆိုရင်ဆရာ long term trade လို့ပြောတယ် ဘယ်လိုမျိုး long term trade မလို့လုပ်ရအောင်ဥပမာ stop share oversold ဖြစ်သွားတဲ့ခါကျရင် oversold overbought ဘယ်လိုမျိုးတိရမလဲဆိုရင်အာ call option တင်တယ်မှာတွားပြီးတော့တက်လို့ရတယ်ပြီးတော့ day trade မှာဆွတ်မှာတယ်တက်လို့ရတယ်เนาะအဲ့နှစ်ခုပေါင်းလိုက်မှဆိုအကောင်ဆုံး trading အတွက်เนาะ trading အတွက်ဆရာဖြစ်ချင်ဆိုရင်ဘယ်သူမဆို stop investor ဆက်เนาะပြီးတော့ day trading movement stop call option put option အာအဲ့ဒါလေ advance option တက်ထားမှဆို trading မှာ ဆရာဖြစ်ပြီနော် 5x5 ဖြစ်နေဟုတ်ဒါဆို overshoot ဖြစ်နေပြီဖြစ်နေဆိုဝယ်လာမဆိုရင်အာမျက်တော့ဗောဆရာပညာဆရာဆရာပညာတတ်ထားလို့ဆိုအတားလေးတည်ရဘလူးကြည့်ရမလို့တည်သွားပြီးတော့ AC မျက်နိုင်တယ်เนาะဟေး server live server ဖြစ်တယ်နောက်မကြနေဘူးเนาะဒါပေမဲ့တက်ဘောချိန်တယ်ဆရာအလက်ပေးတာနိုဝါဆယ်ရနေမှာ12ရနေမှာဘာဖြစ်သွား12ရနေမှာဆက်ခုံတက်တော့ဗော17.57နှစ်ရထဲမှာမျက်တော့ဗော9.27ဒီဖြစ်သွားเนาะတခြားကြည့်ကြည့် အတာဒီဘယ်လုံးက9ရက်မှာဆို29.6%ဖြစ်သွား2ရက်လွတ်မှာ7.57%ဖြစ်သွားအဲ့လိုဖြစ်လာတဲ့အခါအချင်းကြရဲ့ကိုကအမြင်ကတော်တော်လေးကြံအောင်ပါကြံနေတော့ပြန်ကြအခါကြရင်ပြန်ရောင်းထွက်ခြင်းထုတ်ရတော့မဟုတ်ရင်လောင်းထပ်ခဲလို့ခြင်းဆိုရင်အာ USA မှာနေနေလို့ဆိုရင်တနည်းအထက် ကင်နာမှာဆိုရင် stock share လောင်းထမ်းခင်ခင်းဆိုရင်အခွန်တက်တာအဲ့လိုမျိုးဆိုရင်အေးခေတ်ောက်ရှိ stock share ကြားတဲ့အချိန်မှာဝယ်ထားရပဲဆက်ကင်နာဘာမှလှည့်မကြည့်ဘူးအဲ့မကြည့်ရင်လောက်ထားရတော့တနေ့နေ့နေ့ကြာဒီ stock share ပူတက်မယ်ဆိုပြီးတော့လောက်ရဒါလောင်းထမ်း trading လောက်ရ trading ဆိုရပါကြပြောတယ် investment ပါကြမဟုတ်သေးရတယ်ဘာကြောင့်မဟုတ်သေးရဆိုတော့ဒီဟာအမျက်မရတဲ့အတွက်ကြောင့်เนาะ profitability consistently မဖြစ်မချင်စရာတော့ trading ကိုပြောတယ် investing ကိုမပြောဘူးเนาะဒါမှမဟုတ် profitability consistent ဖြစ်လာမှာပါဆရာကြိုက်တဲ့ company မဟုတ်ဘူးเนาะဆရာ criteria ၅ခုမညီဘူးဆိုရင်ဒါ investing တက်မကိုက်ရင်ဘူးเนาะ stock investing တင်တဲ့တက်တာတိကျသိရဆရာ criteria လေးဘာကြောင့်တက်ပြပြန်ကြသွားတာအာအတုံးလုံးဒါဒီဇင်ဘာလမှာကတ်လို့မှဆိုတော့မကျိန်းတယ် Federal Reserve Office share တွေရတယ်ဟိုကုန်စင်းတော့မကြနိုင်တယ်ဦးတိတ်မကြနိုင်တယ်ဦး ပြီးတော့စီးပွားရေးအကောင့်အနေနဲ့ပြီးတော့ government shutdown ဖြစ်တော့ economic data သူမရအောင်မရအောင်ဒီတိုင်းပဲနေမယ်ဆိုပြီးတော့အာပြောနေလို့ပုံများလာဟုတ်တယ်လေ data မရှိရင်တော့သူဘာစုပ်ပစ်ချက်ချအောင်များ government shutdown ဖြစ်တာရဲ့အဲ့ဒါမျိုး impact ဖြစ်တယ်နော် government shutdown ကိုတိုင်က stock ရှိစုကဈေးကွက်မကျစေဘူးဒါပေမဲ့ government shutdown ကဖြစ်လာတဲ့ဥပမာ USA အစိုးရကို credit rating agency က downgrade လုပ်လိုက်မယ် အကျွေးတွေမယုံကြည်ရတော့အဲ့ဒါမျိုးဆိုရင် spot saver နဲ့အထိတယ်မယ်အခုဒီ case မှာဆိုရင် downgrade တော့မဟုတ်ဒါပေမဲ့အေး data မရှိသေးတဲ့အတွက်ကြောင့်အတိုးနှုတ်နေတာ short မလားဆိုတာမသိဘူးအဲ့ကြောင့် data မထားရမယ်အဲ့ဒါမျိုး spot saver နည်းနည်းပြန်ကြာနော်ဒါကတဘာဝပဲနော်တဘာဝပဲနော်အဲ့ဒါကြောင့်တိတ်တိတ်ကြကြဘာမှမရှိတော့ပြန်ပြီးခါမပြန်ဖွင့်ရတာကြာရင် data တွေတိတ်ကြပြန်ပြီး ထွက်လာမယ်ထွက်လာနေတဲ့အခါကျရင်သူအသေးချာဆုံးပြတ်ချက်ချလို့ရတယ်နော် Federal Official တွေမှာလည်းလူရက်လူတာတချို့ကကတ်လို့ကောင်တချို့ကတော့ကတ်မလို့ချင်ဘူးဒါမျိုးရှိအောင်ဒီလူတွေရှိအောင်အမျိုးမျိုးပေါ့အားလုံးအားလုံးညီမှသူကများတဲ့ဘက်ကပါသွားနေမှာဒါတပါပါမယ်နော်အဲ့ဒါ market တိတ်မကြီးနေလို့ကြောင့်အေးခါမမတ်ဒီစမှာမှာကတ်လို့မှမကြီးနေဘူးမကြီးနေဆိုအဲ့ကြောင့် data လည်းမထွက်လာနေတဲ့ကြောင့်အားလုံးစုပြုံပြီးတော့ stock စီးပွဲကကြောက်လာဒါတပါပါမယ်နော် stock စီးပွဲကတမကြီးရတယ် SMB 500ဆိုရင်ဆရာခံမှန်းတာအဲ့ဒါမှာဆရာဗီဒီယိုမှာပြောခဲ့တယ်နော်အော်တိုမတ်တာမှာကြတယ်ဆိုကြလာမယ်လုံးကငါးရမှာအဲ့ဒါကတက်တဲ့နေ့ရှိတယ်လို့ကြောင့်ကြာတိတ်မျိုးမသိတာလေဘူးเนาะဟိုမနေ့ရဆိုရင်ဝမ်ပါဆက်ကြောတော့ချောင်းကြာတာ last step ကိုကြည့် last step ကိုငါးရမှာဘယ်လောက်ဖြစ်ပြီလဲလုံးကငါးရမှာဆိုရင် last step ကကြာတော့2.29ဖြစ်နေတွေ့ရတရေထမှာခုံကြာလုံးကငါးရမှာ negative ဖြစ်နေဒါပြီးတော့အဲကြာပြီးပြန်တက်တယ်တက်ပြီးပြန်ကြာတယ် เนาะအဲ့ဒါတလားဆိုတော့ positive ဖြစ်နေရပဲเนาะအဲ့တော့ဘာမှတိတ်မကြလို့ပြောရမှာเนาะအဲ့ဒါကြကြောက်နေတဲ့လူဘယ်သူရှိရဲ့ကိုမမရေးတာပါဘလောက်မှမရှိသေးဘူးတကယ်ဘယ်မှာဆက်ဖြစ်မဆိုရင်လူတွေအားလုံးကလက်မြောက်ပြီးတော့ထွက်သွားထွက်သွားဘယ်သူမှမဝင်တော့အဲ့ဒီမှချင်းဝဲလို့အရင်ကောင်ဒီမှကြနေချင်းဝဲလို့ကောင်အောင်မယ်เนาะဒါပေမဲ့လူတော်များရောထောက်အောင်မဟုတ်လေเนาะဘာကြောင့်ဆိုတော့ဒီမှာမှတိတ်မှမကြတယ်ရည်ရွယ်သူတွေတက်နေတော့ရမယ်ဟုတ်တယ်မလားတက်နေတယ်လို့ပဲဆိုတော့အများကြီးများတယ်ဘာမှကြောက်စရာမလိုเนาะ အဲ့ဒါဒါနဲ့နည်းနည်းကြောက်နေပြီဆိုရင်ဟော stock ဈေးဈေးကွက်နဲ့မသိတောင်းဘူးပြောရနော်အဲ့လိုကြောက်နေတဲ့လူဘာကြောင့်ရေးရသူတွေတက်နေကြရမယ်ဘဲမားကတ်ကမဟုတ်တယ်နော် correction ရောမဖြစ်နေဘူးဖူးပတ်လေးပဲနည်းနည်းပါဖြစ်တာဖူးပတ်တော့မှအပြည့်ဟုတ်ချင်မှာဟုတ်တယ်နော် correction ဖြစ်ရင်ဒီကပူဆုံးမယ် crash ဖြစ်တာပူဆုံးမယ်လူအားလုံးပါဇက်တိတ်နေပြီးတော့ကြောက်ပြီးတော့ရောင်းလို့လူအရင်ပူများလာတယ်နော်အများကြီးတက်နေကြရပဲအဲ့ဒါဘာမှကြောက်စရာမလိုဆရာတင်တဲ့တက်ထားလို့ဆိုရင် opportunity ဘယ်လိုအသုံးချရမလဲကောင်းကောင်းသိတယ်နော် okay ထူးခြားတာပါထူးခြားတာပဲစီအထွန်းအနေပြီးတော့ mortgage shows နှစ်90လုံးလုံးပဲအာကောင်းတဲ့အချက်နော် open door အတွက်တက်နေတဲ့ချက်ဘာကြောင့်တက်နေလဲဆိုတာဆရာပြောမယ်ဗီဒီယိုအစုံမှာ risk ဆရာဘာရှိလဲဆိုတာပြောမယ် view so i don't like the idea it's not even a big deal I mean, you know, you go from 40 to 50 years, and well, what it means is 50, you pay yeah. you pay something less from 30. That some people had a 40, and then now they have a 50. All it means is you pay less per month. You pay it over a longer period of time. It's not like a big factor. Economists are sounding the alarm on Trump's 50-year, he says, no factor mortgage proposal. Simply put, math isn't mathing. No, I don't think that's going to really change the metrics for people. What's happened in the mortgage market over the last four years is we had this extraordinary period where interest rates were sub 4%, so mortgages were 3.8 to 4.2, which is extraordinary over a 50 year metric. Because we've got to remember, mortgages in America have been 7% forever, and many people bought homes and were successfully ending up owning all the equity in them at 7%. We even went up to 17% for a while. But during this really strange period, rates went down below four. And people yearn for that. But now, this is just kind of a financial engineering because the amount of interest you're going to pay over 50 years, you'll never own the home. That's the problem. Blue art. Ah. ဘာဖြစ်တာလဲဆိုတော့ Brexit Trump ကနေပြီးတော့190 mortgage ဆိုနော်စဉ်းစားရတယ်မကြဘူးမှာတကယ်ဖြစ်ဖြစ်လာလိမ့်မယ်ဒါပေမဲ့ Kerry Olarius ဆိုတော့ Brexit Republican တွေကို support လုပ်တာအမြဲအမြဲတမ်းတို့ပါပဲဒါပေမဲ့ဒီခေါက်တော့သူကအဲတိတ်ပြတ်တော့မကြနော်ဘာကြောက်လဲဆိုတော့ဟေးနှစ်30 190ပြောင်းသွားတယ် okay ပေးရလားတလားတလားဟာတွေကအဲ့လောက်ကြီးနည်းသွားမှာမဟုတ်ဘူးဒါပေမဲ့အကျွေးရတာနှစ်ဆများသွားနေတယ် ဘက်စစ်ထွန်းဟာလုံးလုံးစကြင်တူပါပါတယ်ဆိုတော့အေး230နဲ့50ဆိုအနည်းဆုံးပေးမှန်အနည်းမှမနည်းမှမဆိုရင်လူပိုးအိမ်ဝင်နေမှာเนาะအိမ်ဝင်နေမှာဆိုတော့လူရဲ့အဆင်ပြေအောင်သူကလည်းအင်ချမ်းမြေအာပိုင်တဲ့တမန်တာပဲเนาะအင်ချမ်းမြေစီးပွားရေးလုပ်ခဲ့တာနာမည်ကြီးရပါဟုတ်မှာသူတို့တွေ့ကောင်းတာပေါ့လူတွေတော့လည်းကောင်းပါလေမဝင်တန်းလူတွေ230ရာနေပြီ250ပြောင်းမကောင်းတာပါလဲဆိုတော့အဲ့ဒါကိုတာမန်လူတွေကဘူးတူးတော့မရှိဘူး230 250ဆိုတော့ဟေ့ တလားစားပေးရနေဝါရနေဝါအဲ့အိမ်ဝင်မယ်သူအကျွေးကိုနင်းနေမဲ့ဆက်မယ်ဆက်မယ်ဒါပေမဲ့ဟိုနူကလည်းပို့ပြီးတော့မဆက်ဘူးဟဲ့အနည်းဆုံးပဲဆက်မယ်ဆိုရင်တော့အဲ့နူတွေကတတဲလုံးအိမ်ပိုင်မှာမဟုတ်တော့နော်ဘာကြောက်တော့အကျွေးဆက်လို့မပြီးတော့မပြီးတော့ဆိုတော့နေ့90လို့ဆက်ပြီးတော့အိမ်ပိုင်မှာမဟုတ်ဒါပေမဲ့နေ့90မောကိဆိုယူထားဇာအိမ်ချမ်းမီပညာရှင်ဆိုတော့ပြောပြမယ်နော်အဲဒီတကယ်ဖြစ်လာမှာဆို open door store ရှယ်တာအတွက်အကောင်းတယ်လူတွေများများအိမ်ပူဝယ်နေမယ် ဒါပေမဲ့ပညာရှိတဲ့သူတွေကဘာအကြံပေးချင်လဲဆိုတော့နှစ်90ကိုယူထားတဲ့ဒါပေမဲ့အတိုးဆက်တဲ့အခါကျရင်အကျွေးဆက်တဲ့အခါကျရင်နှဆဆက်ရနော်ဥပမာတလတ်တလတ်အာပေးရမှာ1000မပေးရမယ်1000ပေးမှစာ2000ပေးတဲ့အဲဒါဆိုရင်နှစ်90မဟုတ်ပဲနှစ်အစိမ့်နဲ့နှစ်20နဲ့ပြီးပြီးပါအောင်အဲဒါဆိုရင်အေးအကျွေးတွေအများကြီးပေးစရာမလိုတော့ဘူးเนาะအတိုးနှုတ်ပဲအများကြီးပေးစရာမလိုတော့ဘူးเนาะနေ90ကောင်းလာပါလဲဆိုနေ30နဲ့ quantify မဖြစ်လို့လေနေ90မှာ quantify ဖြစ်လာမယ်နေ30မှာ အဲပေးမှတ်ပေးနိုင်တယ်ဒါပေမဲ့ you know what 230ဟာပေးမှတ်မပေးချင်ဘူး250ဟာပဲယူချင်တယ်အဓိကစီးပွားမကောင်းအခါကျရင်250ဟာဆိုပေးမှတ်နည်းတဲ့အတွက်ကြောင့်ကိုမအနည်းဆုံး buffer လေးရှိ buffer လေးရှိရဆိုခန်းခန်းကျင်းတွေ230ပေးနိုင်ဒါပေမဲ့250မှာယူထားမှာဆို risk ကနည်းနည်းပိုနေတယ်ယူစားထားတယ်လို့ဆို250ယူလို့ရယူပြီးတော့အကျွတ်အကျွတ်မြင်မြတ်ပိုဆက်နဆပိုဆက်စီးပွားမကောင်းတဲ့ခါကျရင် okay စဉ်းစားကြည့်အကျွတ် minimum ဆက်နိုင်မှာဆိုရင် နင်90အတွက်အကျိုးရှိရအများကြီးရှိနိုင်နော်အဲ့ဒါကြောင့်စီးပွားပညာရှင်ပါပြောရနင်90ဆိုရင်တလားတလောင်119ဒေါ်လာတက်တာမယ်နော်ဒါပေမဲ့အတိုးကနှစ်ဆချုပ်ပို့ပေးရ UBS ကပြောတာ UBS investment bank ကပြောတာအေးဘာပဲပြောပြောအားရတာ open dot အတွက်ကောင်းတယ်အချက်ပဲနော်အဲဒီလူတွေအများစုကနှစ်90ယူကြမယ်အိမ်ဒီပိုဝင်တယ်မယ်နှစ်30နဲ့ quality farm ဖြစ်လို့နှစ်90 quality farm ဖြစ်တော့မယ်ဆိုရင်အေး ဝယ်တဲ့လူပိုများလာမယ်ရောင်းလူပိုများလာမယ်ဆို open door တက်ကောင်းတယ် risk အရှိရပါ risk ပါလဲဆိုကုန်စင်းတို့ကုန်စင်းတို့လည်းပြီးတော့ကုန်စင်းတို့တက်လာမယ်ဆိုအတုံးလုံးမလျှော့တော့ဆို open door store share တိတ်တက်ချင်မှတက်တော့မှာအကျွေးရှိတာမှာအကျွေးအဲ့ open door အကျွေးကိုအခုက short ချနိုင်ပါပြီတဖြည်းဖြည်းသူ short ချတယ်အကျွေးမ short ချနိုင်မှာအကျွေးပိုများလာမယ်ဆိုရင်အဲ့ open door store share တော့မကောင်းတော့ပြီးတော့ profitable မဖြစ်ဘူးအချိန်အတန်းလာတစ်ခုရှိတယ်တနှစ်တိုင်ဖြစ်စေ နောက်တစ်နှစ်မှာ profitable ဖြစ်လို့ဆိုရင် stock share ဆက်ပြီးတက်ချင်မှတက်တော့မှာเนาะပြီးတော့တခြားလူမမြင်ရတဲ့ဟာတွေအများကြီးဖြစ်နေတာပါเนาะဘလို့ပဲပြောပြောအဓိကကတော့ investor တွေအဓိကအဲဒါကြောင့်ပလိတက်လို့တေးချချပညာတက်ထားမှဆိုဘာမှကြောက်စားမလို့ပညာတက်ထားခြင်းဆိုရင်ဘလို့ stock share ရွေးရမလဲ investment trade ကို low ကကြွန့်ကြည့်ဆိုရင် stock investing call option put options advance option ကိုတေးတေးချချ တင်ယူရပါတယ် day trading moment stop မှာတင်ယူလာမှာဆိုပညာတော်လေးစုံရပါပြီ link တွေကို youtube video description ကိုမှာမှာရှိပါတယ်ဒီနေ့တင်ပြီးတော့ဒီနေ့စရင်တွင်းပြီးတော့ဒီနေ့ပဲတင်လို့ရပါတယ်ပုံကောင်းလာတာဆရာဘာတွေဝယ်နေတယ်မျက်နေဆိုသိချင်ဆိုရင်တင်တတ်တက်ပြရတဲ့တပတ်တွင်မှာ patron join ရအကောင်ဆုံးပါပဲ patron join ရင် link တွေက youtube video description ကိုမှာမှာရှိပါတယ်တက်လိုက်တာပို့ပြီးချိုးရင်းရှိတယ် တရားမျိုးပို့ကောင်းပါတယ်တရားပို့ကောင်းလဲဆိုတော့ဆရာကနင် app from နေ app channel ငါးလမ်းနီးလမ်းငါးလမ်းရှိရအဲ့ဒါတွေကသူအကြိုက်ဆုံးဒီကောင်တွေကအရင်ချိရောက်တယ်ကဲအဲ့လို expert မဖြစ်ပေမဲ့ဆရာရဲ့ဒီ app တွေပါလဲ app channel ပါတယ်ဦးတိချပိုင်နိုင်လို့ရှိရင်အရှုံးလုံးဝမရှိဘူးเสียซีไอจีเนาะบางอ่ะนับเลยเนาะเสียပြောတဲ့အတိုင်းပဲနှိုင်းလုပ်ပါတယ်ဒီဟာတွေကိုအတိအကျတိအကျတိုင်းလုပ်တယ်လုံးဝအချုံရှိတယ် Hello ဆရာ CIS store share clip တင်တန်းကိုတက်တဲ့အတွက်ကြောင့်ဘောနော်ကျွန်တော်နှစ်ပတ်အတွင်းမှာ3000ကျော်လောက်မြင့်ပါတယ်ဆရာအရင်ကျေးဇူးတင်ပါတယ်ဆရာအစမှာတော့ CI အပေါ်တခါတည်းမဖိုင်နိုင်ဘူးဘောနော်နောက်မှနားထောင်နားထောင်တာနဲ့အာခုဆိုတော့ကျွန်တော်အရင်မဲ့မြင့်နေပါပြီဆရာအရင်ကျေးဇူးတင်ပါတယ်ဒီရှိအတွက်အရင်ကောင်းတဲ့အလုပ်ပါ လူတိုင်းလုတ်တင်တဲ့ကောင်းတဲ့ဟာပေါ့နော်အဲ့ဒါရည်ရှင်အတွက်ကောင်းတဲ့အလုပ်ပဲကျေးဇူးပါဆရာရန်ကျေးဇူးတင်ပါတယ်ဆရာဆရာစီမာတင်နာမတက်ခင်တော့ကိုယ့်အကူစာအုပ်ဖတ်တယ်လစ်လာတယ်ဒါမဲ့အသေးစိတ်တော့လစ်လာခွင့်မရှိဘူးဆရာရီစီမာစီတင်နန်းတက်တော့အသေးစိတ်လစ်လာခွင့်ရှိတယ်ပြင်ဆရာဟောပြတဲ့တင်ခန်းစာတွေကအထောက်ကိုရမ်းပြုတ်တယ်ကျွန်တော်အရင်တော့မလစ်လာခဲ့ဘူးတဲ့အဲ့ Penny Stock တဲ့ Patron မှာ20 option အရင်နှင်းနေလေးနဲ့အမြတ်များများ ရနိုင်တယ်ကျွန်တော်ဒီနှစ်ပတ်အတွင်းမှာ2000ကနေ3000ဝန်းကျင်လောက်ကျွန်တော်အမြတ်ရသွားပါတယ်ကျေးဇူးပါပဲဆရာဆရာမင်္ဂလာပါဆရာကိုအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်ဆရာတင်တာတဲ့ရည်ရနဲ့တလအတွင်းမှာ9000နဲ့900မြတ်ပါတယ်ဆရာရဲ့ဆရာကကျွန်တော်ရဲ့ဒုတိယဖရာတဆူတို့ပြောလို့ရပါတယ်ဆရာစကားနားထောင်မရောလေမရောဘဲနဲ့တင်တာကလေအခုတော့အဲ့လိုမြတ်နေဆရာကြီးနဲ့ကျေးဇူးပဲ ဒီနယူးယောက်နိုင်ငံလေးနိုင်ငံပေါ်လာလို့ရှိရင်ကျမစီဆက်သွယ်နေတော့ဆရာစားချင်တဲ့ဆရာမလိုက်ဖို့မလို့နော်ဆရာကျေးဇူးတင်ပါတယ်ဆရာရေရှိဆရာရဲ့စတော့ရှေ့တင်နေမှာတင်နေတက်ပြီးတော့ကျွန်တော်အခုမပေးရဘဲနဲ့ဘယ်လိုလုပ်ရမလဲဆိုတာလဲဆရာတိတိချင်ချတင်နာပြီးတဲ့အတွက်ကြောင့်ကျွန်တော်အဲ့ဒီမှာလဲကောင်းကောင်းကြီးမြုံနဲ့တက်နေပြီဆရာတင်နာနဲ့တင်နန်းကြီးကအသေးစိတ်ဖြစ်တဲ့အတွက်ရှင်းရှင်းလင်းလင်းနားလေပြီးမှလောက်တဲ့အတွက်ကြောင့်မို့ အရှုံးနေပြီးတော့အမျက်ကိုများများရရှိတာဖြစ်တယ်။ပြီးလို့ရှိရင်ဆရာကစေတနာအပြည့်နဲ့ကျွန်တော်တို့ကိုသင်ကြားပေးတယ်။ပြီးရင်မေးတဲ့ question တိုင်းကိုလည်းအချက်ကျကျပြန်လည်ဖြေဆိုပြီးတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်။ပြီးတော့အမျက်တွေလည်းအများကြီးရရှိတယ်။အခုဆိုရင်သင်တန်းတက်ပြီးတော့တစ်နှစ်လောက်အကြာမှာကျွန်တော်နေ့တိုင်းတစ်နေ့တစ်ထောင်လောက်အမျက်ရရှိနေတယ်ဆရာကြီး။ဆရာကိုအရင်ပဲကျေးဇူးတင်တယ်ဆရာပြီးရှိကျွန်တော်ဆရာဗီဒီယိုတွေကိုတစ်နှစ်လောက်ရှိပြီကြည့်ကြတာကျွန်တော်လည်းဆော့နေတာကြာပါပြီဆရာရဲ့ မနေ့ကမှ store membership ကို join ပြီးတော့ဆရာရေဒီနေ့ဆိုရင်ကျွန်တော်ဘဝမှာအမြတ်အများဆုံးရခဲ့တာပေါ့တရက်ထဲမှာပဲ3920ကျွန်တော်မြတ်ခဲ့ဆရာရေကျေးဇူးပါပဲဆရာရေနောက်ဆုံးလဲဆရာမမ store membership ကိုကျွန်တော်အများကြီးဝင်မယ်เนาะဆရာเนาะဆရာကိုကျေးဇူးအများကြီးတင်တယ်ဆရာ